အားလုံးပဲမင်္ဂလာပါအဖူ question ကနေပြီးတော့ကြိုဆိုပါရစေအခုပြောပြပေးမှာကတော့2023အောက်တိုဘာ morning question question number 85ဖြစ်ပါတယ် Who shall the following is an officer တဲ့เนาะအောက်မှာပေးထားတဲ့ဥစ္စာကဘယ်သူက officer ဖြစ်မလဲ Whose primary responsibility is the security of the of a company information and data တဲ့ကုမ္ပဏီရဲ့ information တွေနဲ့ data တွေကိုလုံခြုံစိတ်ချရဖို့အတွက်ကိုအဓိကတာဝန်ရှိတဲ့သူအဲ့ဒီ officer က ဘသူဖြစ်မလဲဆိုပြီးတော့မိထားပါတယ် A မှာက CCO ဆိုပြီးတော့တွေ့ပါတယ် B မှာက CIO ဆိုပြီးတော့တွေ့တယ် C က CISO ဆိုပြီးတော့တွေ့တယ် D ကကျတော့ COO လို့တွေ့ပါတယ်အဲ့တော့ CCO ဆိုတာဒီ Chief Compliance Officer လည်းဖြစ်နိုင်တယ်လို့ဒါမှမဟုတ် Chief Customer Officer လည်းဖြစ်နိုင်တယ်အဲဒါကကျတော့ customer တွေနဲ့ပတ်သက်ပြီးတော့ဗောနော် complaint တွေကိုဒီ အဓိကထားပြီးတော့ဟိုရှင်းရမယ်လုပ်ရမယ်သူ responsibility ရှိတဲ့ officer ဖြစ်တယ်ပေါ့နော်နောက်နံပါတ်2ကကြတော့ CIO CIO ဆိုတာကကြတော့ Chief Information Officer ဖြစ်တယ်ဒါကကြတော့ information တွေကိုအဓိကအားဖြင့်ပေါ့နော်သူကအဓိကအားဖြင့် information တွေကိုကင်တွယ်ပြီးတော့လုပ်မှာပေါ့နော် တော့နံပါတ်ပြရတာဖြစ်တယ်နံပါတ်4ကကျတော့ CIS ဆို CIS ဆိုဆိုတာကကျတော့ Chief Information Security Officer ဖြစ်တယ်အဲ့တော့ security လို့ပါတယ်မိကောကလည်း security လို့ပါတယ်ပေါ့နော်အဲ့တော့ဒီ information တွေကိုအဓိကရလုံခြုံရေး information တွေရလုံခြုံရေးစိတ်ချရဖို့အတွက်ကိုမှအဓိကထားပြီးလုပ်ရတဲ့ officer နံပါတ်4ကနံပါတ်3ကကျတော့ COO COO ဆိုတာကတော့ကျတော့ Chief Operating Officer အဲ့တော့ operation လုပ်ဆောင်ချက်တွေကိုနော် operate operation လုပ်ဖို့အတွက်ကိုအရင်ဆုံးအဓိကထားပြီးလုပ်တဲ့ဥစ္စာ အဲ့ဒါကြောင့်လို့မေကောမှာမေးထားရတယ်ကုမ္ပဏီရဲ့ information တွေနဲ့ data တွေရဲ့ security ဘိုင်းကိုအဓိကတာဝန်ရှိတဲ့ officer ကဘယ်သူလဲဆိုလို့ရှိရင် CISO Chief Information Security Officer ဖြစ်ပါတယ်အဲ့ဒါနံပါတ်85အတွက်ဖြစ်ရတာနံပါတ်စီဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်